ဘောလုံးနောဆူရှင်ဘယ်သူဖြစ်လာမလဲမင်္ဂလာပါပရိသတ်ကြီးတို့ရှင်ဘောလုံးအကစားလောကမှာအကြီးကျယ်အခမ်းအနားဆုံးဆူတစ်ခုဖြစ်တဲ့ဘောလုံးနောဆူကိုဘယ်သူကထိုင်းထိုင်းတက်တန်းရရှိသွားမလဲဆိုတာကိုတော့ဘောလုံးပရိသတ်တွေအားလုံးကရှင်းကုန်ဆိတ်လို့ရှာနေကြပါတယ်ဘောလုံးနောဆူကိုရရှိနိုင်မှုဆိုတာလွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပဲကစားသမားတယောက်ရဲ့အသင်းပေါ်စွမ်းဆောင်ရည်နဲ့ရှာလတ်တွေသာမကအသင်းလိုက်အောင်မြင်မှုပေါ်မှာစံနှုန်းတစ်ခုတတ်မှတ်ပြီးအဆုံးဖြတ်ပေးတာဖြစ်ပါတယ် ဘောလုံးနိုဆိုကကစားသမားရရဲ့အမြင့်ဆုံးအိမ်မက်တစ်ခုဖြစ်ပြီးတော့ရှားယူစုခုနိုင်မှုဆိုတာတော်ယုံစူးစားအထောက်မှုနဲ့တော့မရနိုင်ပါဘူးကိဆက်ဆက်ဘောလုံးကူရူဂျီရာလည်းအကက်ခဲတားဆီးတွေကိုကြောဖြတ်ပြီး အကောင်းဆုံးဆန်းဆောင်ရည်တွေပြသနိုင်ခဲ့ကအကောင်းဆုံးဘောလုံးသမားဆိုတဲ့အဆုကိုရယူခဲ့ကြတာပါဘောလုံးနိုဆိုရရှိနိုင်မှုအတွက်ကနာယခီးချန်းတွေနဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြန့်တန်းရတာဖြစ်ပြီးကစားသမားတယောက်ရဲ့အကောင်းဆုံးဆန်းဆောင်ရည်နဲ့စုဖလားတွေကိုတင်ပြနိုင်မှုကအရေးကြီးဆုံးအကြောင်းအရာတစ်ခုဖြစ်ပါတယ် အခုမော်ရယ်ဘောလုံးလောကမှာတော့ဘောလုံးတော်စုပေးပွဲနဲ့ပတ်သက်ပြီးအငင်းပွားပွဲရာတချို့တလင်လည်းရှိနေကြပါတယ်။၂၀24ဘောလုံးတော်စုပေးပွဲနဲ့ပတ်သက်ပြီးညင်းခုန်စရာတစ်ခုဖြစ်ခဲ့ပါတယ်။2024ဘောလုံးတော်စုကိုမန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလှည့်ကစားသမားရိုဒီကစုကူးခဲ့တာဖြစ်ပြီးဒါကမမျှတာတဲ့အဆုံးဖြတ်တစ်ခုအနေနဲ့ဘောလုံးလောကနဲ့ပရိသတ်တွေကြားမှာဟိုးလင်းတကြကြဖြစ်ခဲ့ပါတယ်။အရင်နှစ်မှာဘောလုံးတော်စုအတွက်ရှေးပန်းစားတဲ့ကစားသမားတွေများစွာရှိခဲ့ပြီး အမပင်ဘာစီလိုနာအသင်းရဲ့လူငယ်ကျယ်ဝန်းလမရမဲနဲ့ရီယယ်မက်ဒရစ်တဲနဲ့ဘရာဇီးတိုက်စစ်မှုဗီနီရှက်စ်တို့လည်းပါဝင်ခဲ့ပါတယ်ထုံနမဲကျော်ကစားသမားတွေထဲမှာဘောလုံးတော်စုအတွက်ပြည်သက်အများဆုံးမျှော်မှန်းထားသူကဘရာဇီးသားဖီနီရှက်စ်ဖြစ်ပေမဲ့တင်မှတ်ထားသလိုမဖြစ်ခဲ့တာကြောင့်စုချင်းမြဲမှုအဆုံးဖြတ်ကအာအာတင်းစရာဖြစ်ခဲ့ရပြီးဘောလုံးပြည်သက်တွေကြောင့်မှအငင်းပွားပွဲရဖြစ်ခဲ့ပါတယ်။ဂေါတီရိုနယ်ဒိုကိုရိုင်းကလည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လူသိရှင်ကြားထုတ်ဖော်ပြောခဲ့ပူပါတယ်။ရိုနယ်ဒိုက ဘလွန်ဒေါ်ဆူဟာဗီနီရှပ်စ်နဲ့တာအမှန်တကယ်ထိုက်တန်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပြီးယနေ့ဘလွန်လောကရဲ့စနစ်စိုးတစ်ခုကိုမိမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။ရိုနယ်ဒိုရဲ့အခုလိုရှင်းရင်းတဲ့လုံရပေါ်ကစားသမားတချို့နဲ့ပရိသတ်တချို့ကတော့ချီးကျူးခုန်ပြခဲ့ကြပြီးသူတို့ရဲ့ချစ်ခင်လေးစားမှုကိုပြသခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီကစဲဆူးနဲ့တခုကြောင့်ဘောလုံးလောကနဲ့ဘောလုံးတော်စုကိုလွှမ်းမိုးခဲ့ပူတာဖြစ်ပြီးသူတို့နှစ်ဦးရဲ့ဆန်စင်တွေကိုလိုက်မိနိုင်မဲ့ကစားသမားမျိုးကတော့ပေါ်ထွက်မလာသေးပါဘူး။ဒါကြောင့်မလို့မက်ဆီနဲ့ရော်နယ်ဒိုကဘောလုံးလောကရဲ့အကုန်းနှုတ်ဦးဖြစ်ရှင်းနစ်ထိတိုင်ရပ်တည်နေကြတာပါ။2025ခုနှစ်ရဲ့ဘောလုံးတော်စကားတင်ဆက်မှာတော့ Vinicius, Mbappe, ဂျူပန်လင်ဟန်လမိုင်းရမယ်လီဝွန်ဒေါစကင်ဟာရီကိန်းမူဆာလာတို့လည်းပါဝင်နေတာဖြစ်ပြီးဘောလုံးတော်စုအတွက်အကျိတ်နယ်ရှိနေကြတာဖြစ်ပါတယ်။အားလုံးကမျက်နှာသက်ကစားသမားတွေဖြစ်ပြီးအစိုးရကစားသမားတွေအနေနဲ့ဘောလုံးတော်စုကိုတစ်ကြိမ်တစ်ခါမှရယူခဲ့ဖို့ခြင်းမရှိပေ။အားလုံးတို့ရှင်ခုံစွာစောင့်မြော်ရမယ်အခိုက်အတန့်တစ်ခုပဲဖြစ်ပါတယ်။အကောင်ဆုံးကစားသမားဆိုရဲဂုံပုတ်ကိုရောက်နိုင်မှုပြိုင်ပွဲတိုင်းကိုအာရုံစမ်းမှာဖြစ်ပြီးဘယ်ကစားသမားတွေကရှေ့ဆက်တက်ထမ်းလာမလဲဆိုတာကိုတော့ရေတွက်တွေအားလုံးစောင့်မျှော်ကြည့်ရှုကြားမှာပဲဖြစ်ပါတယ်။